အားလုံးပဲမင်္ဂလာပါခင်ဗျာအွန်လိုင်းဆိုး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအဆီဇင်လေးကတော့အခုကြည့်ရှုနေကြတဲ့တယောက်ချင်းစီတယောက်ချင်းစီတိုင်းအသိပညာဗဟုသုတတိုးပွားစေရန်အလို့ငါပုံမြင်လေးတွေဖတ်ပြပေးနေတဲ့အဆီဇင်လေးဖြစ်ပါတယ်ဒီကနေ့ဖတ်ပြပေးသွားမယ့်အကြောင်းအရာလေးကတော့အဖန်905ကပါတဲ့နာတော်တာဆင်ကြည်ပါနော်တခါတုန်းကအမျိုးသမီးတယောက်အိမ်ကိုဧည့်သည်တွေရောက်လာကြတယ်။ဖြစ်ချင်တော့အဲ့ဒီနေ့ကတားမတက်ရဥပဒေထုတ်ထားတဲ့နေ့ဖြစ်နေတော့ ဘယ်လိုမှအသားရှာဝယ်လို့မရဘူးလေအဲ့ဒါနဲ့အိမ်မှာမွေးထားတဲ့စိတ်ကလေးတစ်ကောင်ကိုလေလီးပြီးတော့တတ်ခဲ့တယ်အဲ့တဲ့ကိုကျွေးမွေးခြင်းနဲ့စိတ်ကကုသိုလ်စိတ်စိတ်ကိုတတ်တာကအကုသိုလ်စိတ်ထိုစိတ်နှစ်ခုဟာရှင်တွင်းနေတယ်လေဒါပေမဲ့လည်းအကျိုးပေးခွင့်ရသွားတာကအကုသိုလ်ကံကအကျိုးပေးခွင့်ရသွားတာပါထိုအမျိုးသမီးဟာစိတ်သက်တဲ့ကံကြောင့်ပဲငရေကျသွားရရှာတယ်ငရေမှာနှစ်ပေါင်းများစွာခံရပါတယ်ငရေမှာလွတ်ပြီးတော့လေ ဘဝပေါင်းများစွာလဲပြက်ပြီးတော့တရားရှာတယ်လေတက်ခဲ့တာကတခါလေးလို့ဆိုပေမဲ့လေထိုစိတ်ကိုတတ်နေစဉ်ဖြစ်ပေါ်လာတဲ့အကုသိုလ်စိတ်စေတနာဟာမနှဲပါဘူးကျွန်တော်ရဲ့စိတ်ဟာစကံပိုင်းအတွင်းဂရီတသိမ်းမြှဖြစ်ပြန့်နေကြတာပါတချို့ကထိုစိတ်ကိုတက်ခဲ့တဲ့အကုသိုလ်ကံအကျိုးပေးဟာစိတ်မွေးအမျှခံရတယ်လို့ဆိုကြပါတယ်ဧကနိဘတ်မရကဘတ်တာဇတ်မှာ ထိုစိတ်ကိုတက်ခဲ့တဲ့အမျိုးသမီးဟာ ဘဝ900လဲပြတ်ပြီးတော့အသက်ခံရတယ်လို့ဆိုပါတယ်။ထိုဇတ်တော်မှာဖော်ပြထားသည်မှာလီဒါပေါင်ပေါက်ခဆရာကြီးတဦးဟာတေသူကိုရည်စူးပြီးတော့စိတ်တကောင်ကိုတက်ဖို့ပြင်ဆင်နေချိန်ထိုစိတ်ဟာတပြိုင်တည်းမှာပဲရေချင်းနဲ့ငိုချင်းကိုပြုတ်လေတယ်။ဆရာကြီးကဘာကြောင့်ရေလဲရေငိုလဲငိုတာလဲလို့မေးတော့စိတ်ကကျွန်တော်လဲအတိတ်ဘဝတစ်ခုကအခုဆရာကြီးလိုပဲစိတ်တကောင်ကိုလဲပြတ်တက်ခဲ့မိလို့အဲ့ဒီအခုသူဝိကျွေးဟာ ဒီဘဝအထိဘဝပေါင်း496ဘဝတိုင်တိုင် လေပြက်အသက်ခံခဲ့ရတာပါအဲ့ဒီနောက်စိတ်ကဆက်ပြီးတော့ဒီလိုဝိကျွေးတွေကိုဒီတဘဝခံပြီးရင်ကုံဆုံတော့မှာဖြစ်တဲ့အတွက်ကြောင့်တွေးပြီးတော့ဝမ်းသာလို့ရေချင်းဖြစ်ကြောင်းနဲ့ငိုတာကတော့အခုအကျွန်ုပ်ကိုတတ်မယ်ဆရာကြီးလေအကျွန်ုပ်လိုပဲဘဝပေါင်း900အသက်ခံရတော့မှာပါလားလို့တွေးပြီးတော့စိတ်မကောင်းဖြစ်မိတဲ့အတွက်ငိုချင်းဖြစ်ကြောင်းပြောကြားလိုက်ပါတယ်ထိုစကားကိုကြားတော့ဆရာကြီးဟာ တတိတံဝေကရပြီးစိတ်ကိုလှုပ်ပေးလိုက်ပါ रे ဒါပေမဲ့လည်းအကုဒုကံဝိကျွေးရရှောင်ပြေးလို့လူယုထုံးစံမရှိပါဘူးသုံးလောကထထမြတ်စွာဘုရားတည်ပင်လည်းဝိကျွေးကြည်အောင်ဆက်ပြီးမှပြိဋိဘံပြုရရှာပါ रे တန်တရားဝိကျွေးရကြောင်းမက်ဖွယ်ကောင်းလာပါ रे ထိုစိတ်ဟာအတက်မခံရပေမဲ့လည်းဇက်ပြတ်တည်မြင့်ဝိကျွေးမှပြေးမလွတ်ခဲ့ပါဘူးကောင်းကင်မှမူချိုးဟာကြောက်ဆောင်တစ်ခုကိုပြစ်လွတ်လိုက်ရမှာ ထိုစိတ်ဟာကြောက်စတစ်ခုထိမှန်ပြီးတော့ထိုနေရာမှာပဲဇက်ပြက်ပြီးတည်သွားရရှာပါတယ်အထပါဇက်ကိုကိုးကားပြီးတော့တချို့ကမိမိကိုယ်တိုင် တက်တည်လင်အဖန်900 9ကဘာခံချရသည်ဟု ပြောဆိုနေကြပါတယ်မိမိကိုယ်ကိုတက်တည်ပြီးအဖန်900 9ကဘာခံရသည်လို့လည်းမြတ်စွာဘုရားမဟောကြားထားခဲ့ပါဦးဒါ့ပြင်မိမိကိုယ်ကိုတက်တည်ဖြစ်စေသူတစ်ပါးကိုတက်တည်ဖြစ်စေအကုသို့ပင်ဖြစ်ပါတယ်တေရင်ငရဲကိုကြားရောက်စေနိုင်ပါတယ် မိမိကိုယ်ကိုတတ်သိသူများဟာမျက်မှောက်ဘဝရဲ့ဒုက္ခကိုမခံစားနိုင်လို့ပြုလုပ်ရခြင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီနီလန်းနဲ့ဒုက္ခမှအမှန်တကယ်လွတ်မြောက်မည်မဟုတ်ပါဘူး။မှန်ကန်သောနီလန်းလည်းမဟုတ်ပါဘူး။မိမိကိုယ်ကိုတတ်သိတဲ့သူဟာတည်တည်ဤအချားမဲ၌ဒုက္ခတိဘုံသာ ရောက်ဖို့ရှိပါတယ်။မျက်မှောက်ဘဝခံစားရတဲ့ဒုက္ခထက်ပိုပြီးတော့ခံစားကြရဖို့သာရှိပါတယ်။ဘေးသူမပြုတ်မိမိမူးဆိုသလိုယခုဘဝချမ်းသာမှုဆင်းရဲမှုစတာတို့ဟာ မိမိနဲ့သာတက်ဆိုင်ပါ रे ဘယ်ဖျားသခင်ကားမှ ဖန်ဆင်းထားတာမဟုတ်ပါဘူးအရှင်မဟာမောကလန်ကုတော်မြတ်ကြီးတည်ပင်လင်မိဘနှစ်ပါးကိုမတိမချင်းရိုက်တက်ခဲ့တဲ့အကုသူဝိကျွေးကြောင့်နောက်ဆုံးယဟန်တာဖြစ်တဲ့ဘဝမှာပင်ခိုးသား900ရဲ့ရိုက်တက်မှုကိုခံသွားရရှာပါ रे တန်တရား၌ခီးသွားနေကြတဲ့တရဝများဟာအကုသူ အနေနဲ့အများလုံးမိကြမိတာဖြစ်ပါ रे လုံးမိတဲ့အကုသူတွေရှိရင်လဲနောင်တဖန်ပူပန်နေပါက အကုသိုလ်တွေထက်များလာဖို့သာရှိပါတယ်။ဒါကြောင့်ငါဒီလိုအမှားမျိုးတွေနောက်မလုံးမိအောင်ကြိုးစားမယ်။မလုံရသေးတဲ့ကုသိုလ်တရားတွေကိုလည်းကြိုးစားပြီးတော့လုပ်ကင်သွားမယ်လို့ဆုံးဖြတ်ကာစင်ရဲ့ချင်းကင်းတဲ့လွတ်မြောက်ရာအမှန်နိဗ္ဗာန်လမ်းကိုတက်လှမ်းနိုင်ကြပါစေခမညာ။